လူတချို့ဟာဘာကြောင့်ဆင်းရဲမွဲတေပြီး တချို့ကတော့ချမ်းသာနေတယ်လေဘာကြောင့်လူဖြစ်ပါလေအတန်းနဲ့တချို့ကတော့အသိဉာဏ်ကင်းမဲ့ပြီးတချို့ကျတော့အသိဉာဏ်ရှိတာဖြစ်ရတယ်လေအေးတချို့ကျတော့ပစ္စည်းဥစ္စာဆင်းရဲမွဲတေပြီးတချို့ကျတော့ချမ်းသာကြွယ်ဝတယ်တချို့ကျတော့ရုပ်အဆင်းလှပပြီးတချို့ကျတော့ရုပ်ဆိုးတယ်လူချင်းတူပါလေလူကမွေးတဲ့လူသားဖြစ်ရတဲ့အတန်းနဲ့လှမလှချမ်းသာကြွယ်ဝခြင်းရှိမရှိ ကျမ်းမာမှုရှိမရှိဆိုတဲ့ကွဲပြားချမ်းသာမှုတွေဘာကြောင့်လဲဒါစဉ်းစားကြည့်လိုက်ဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအကြောင်းတွေကိုရှာလိုက်တဲ့အခါမှာအိန္ဒိယနိုင်ငံမြတ်စွာဘုရားမပွင့်ခင်ကဒီနေ့ပြောမယ်ဆိုရင်ဟိန္ဒူအစ္စင်လို့ခေါ်တယ်ဟိန္ဒူတွေဒီကိုးကွယ်တဲ့ထေရဝါဒကိုးကွယ်တဲ့လူအများစု any of them on the